အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုသားပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့အိမ်ပူအိမ်ဆူးနေပြုလို့ရမယ့်ရကြလေးတခုမရောက်ပေးမှဖြစ်ပါတယ်ခမန်နေမိရတဲ့မို့နော်ဆရာကြီးအိမ်ဒီမှာခဏခဏရန်နေဖြစ်တို့ခိုင်းရန်နေဖြစ်ပေါ်တို့ဘာမှုန်တဲ့ကိစ္စနဲ့ထပ်ပြီးပြဿနာတွေဖြစ်ကြလို့အိမ်ဒီမှာအဲ့လိုပြဿနာတွေဖြစ်လို့ရှိရင်အိမ်လဲပူလဲအိမ်လဲဆူတယ်လက်လက်ပက်လဲပိတ်လဲစီဝါလဲပြက်တယ်အိမ်မှနေတဲ့သူလဲမကောင်းဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကအပူပီနေကိမှုအတွက်အိမ်မှုအိမ်ဆူတာတွေရောဖို့အတွက်လိုအပ်မဲ့ရထားလေးတစ်ခုရှိပါတယ် အဲ့ရတရာလေးအများကြီးဆိုပေမဲ့ဒီရတရာလေးကလောက်ရတာလဲပေါ့ပေါ့ပါပါလွယ်လဲလွယ်လဲယူလဲယူရှင်းတဲ့လွယ်လွယ်လေးနဲ့ထိထိရောက်လေးလဲဖြစ်တဲ့နီလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရမ်းလွယ်ပါတယ်အဲ့တော့ကျွန်တော်အိမ်ပူအိမ်ဆူတဲ့အိမ်မှာကျွန်တော်တို့လက်ဖက်ချောက်ရှိလိမ့်မယ်လက်ဖက်ချောက်လေးကိုပဝါဖြူသုံးမဟုတ်အဝူဖြူတက်တန်လေးနဲ့ကျွန်တော်ထုတ်လိုက်မယ်အဲ့တော့ဟိုလက်တိစုပ်လောက်ထုတ်လိုက်ပါဗျာအဲ့ထုတ်လိုက်ပြီးတော့ကျွန်တော်တို့ကဒီအိမ်ရှိအဝင်ပေါက်လေးမှာအဲအိမ်ရှိအဝင်ပေါက် အင်အင်ရှင်ဟိုတကမကြီးရဲ့အဝင်ပေါက်ပေါ့နော်အဲ့လိုအင်ရှင်အဝင်ပေါက်အပေါက်ဝါလေးမှာအဲ့ထုတ်တန့်ပေါ်လေးမှာတင်ထားမယ်တချို့လဲတင်ထားကြလဲတချို့လဲကျိုးလေးနဲ့ချိန်ပြီးအပေါ်လေးကနေဟိုကျိုးလေးနဲ့ဆွဲထားကြတယ်အဲ့တော့တင်မဲတင်တင်ကျိုးနဲ့ပဲဆွဲဆွဲထားကြည့်ပါတပတ်တွင်းမှာအဲ့ဒီအိမ်မှာပြန်အေးချမ်းသွားပါလိမ့်မယ်အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့တွေဒီအိမ်ဖျားမှာလဲအိမ်ဖျားမှာလဲကျွန်တော်ပိုးပေါ်စုနေ ရင်နွေးအရင်ရင်နွေးခွက်၃ခွက်ပေါ့နော်အဲကျွန်တော်ရင်နွေးရ၃ခွက်ရင်ရင်နွေးချမ်းပေါ့အဲရင်နွေးက၃ခွက်ကိုရင်နွေးအဖြူတဲကိုခုနလက်ဖက်လျှောက်လေးလေးကျွန်တော်လက်ဖက်လျှောက်လေးလေးထည့်ပြီးတော့အိမ်ဖះမှာလဲကျွန်တော်အိမ်ဖះမှာလဲကျွန်တော်တွေ၃ခွက်မနေ့တိုင်း၃ခွက်၃ခွက်ကတ်ပြီးတော့ပူ၃ခွက်၃ခွက်ကတ်ပြီးတော့ကျွန်တော်တွေစူတောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေရင်နွေးချမ်းကတ်ပြီးတော့ဟောအိမ်ဘူးအိမ်စုသားတွေမိသားစုတွေတင့်မြအောင်အစာပြေကွက်ကိုစူတောင်းပေါ့နော်အဆင်ပြေလို့စူတောင်းမှာ အဲ့ဒါလေးကိုလုတ်ပေးပါအဲနောက်ဆုံးတော့ကျွန်တော်တို့ဒါလေးပြပြဆိုတာနဲ့အဲကျွန်တော်တို့အားလုံးတတိယအတိုင်းပဲတောက်ရတော့အေးလေးပေါ့နော်တောက်ရတော့အေးအေးလေး၃ခွက်ရဲ့ရည်ညံ့အပူ၃ခွက်ရဲ့ဒါလေးကိုကတ်လူပူဇော်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအပူနဲ့အေးနဲ့ကတ်လူပူဇော်ပေးရမှာဖြစ်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်တို့အိမ်နေအရန်ပူနေတဲ့အိမ်တွေပဲလောက်မှာနော်အရန်ပူနေတဲ့အိမ်တွေရန်ဆူနေတဲ့အိမ်တွေဒီဂျစ်တာလေးလောက်ရောက်ကြည့်လိုက်ပါဗျာအေးချမ်းသွားပါလိမ့်မယ်ဗျကျွန်တော်တို့တွေ ီဒီနေ့လေးရကျွန်တော်တို့ဒီဘအဘဘုံမင်းကောင်စောင်းတဲ့မှာလဲပါတယ်เนาะဘုံမင်းကောင်စောင်းတဲ့မှာအိမ်ပူနေအိမ်ပူနေအိမ်ဆုနေကွာလေလက်ဖက်ချောက်ခတ်လိုက်ပေါ့ကွာဆိုအဲ့လိုမျိုးမိတ်ကပြောခဲ့တာမျိုးလေးရှိပါတယ်ဒီဟာလေးကိုအကြောင်းပြုပြီးဒီကြေတရာပေါ်လာခြင်းတော့ကျွန်တော်ထင်ပါတယ်အဲဒါကြောင့်မို့ရှေ့ဆရာကြီးများလဲတင်ပေးခဲ့တဲ့အတိုင်းပဲရှေ့ဆရာကြီးများအသုံးဆွဲခဲ့အသုံးပြုခဲ့တဲ့နေ့လေးတိုင်းပဲမိတ်ဆွေမျိုးပြောင်းလဲမျိုးပြင်ဖြစ်ပါတယ်အရန်လွယ်ပါတယ်နံပါတ်1က အိမ်မူအိမ်စုနဲ့အိမ်မှာရှိတဲ့လက်ဖက်ချောက်လက်တဆုပ်စာကိုပဝါဖြူအဝတ်အဝတ်ဖြူလေးနဲ့ထုတ်ပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့အိမ်ရှိတကားပဝါအီလူဝင်လူထပ်ပဝါမှာထုတ်တန်းလေးမှာတင်ထားလိုက်ရုံမှာပဲကျိုးနဲ့ဆွဲထားလိုက်ရပါတယ်ဒါနံပါတ်1နံပါတ်2ကတော့ကျွန်တော်တို့အိမ်မှာအိမ်အိမ်ဖျားကိုကျွန်တော်တို့ရေရေညံပူပူလေးပေါ့နော်အဲသဘောတော့လက်ဖက်ချောက်ရေညံချမ်းပေါ့နော်လက်ဖက်ချောက်ရေညံကနေ၃ခွက်ကပ်ပေးမယ် အဲပြီးပြီဆိုတော့ねကျွန်တော်တို့နောက်နောက်ဆုံးတစ်ခုကတော့တော်ရီတော် AA လေးပေါ့နော် A နဲ့တည်းမြ A ရေခဲရှင်ရေခဲကတ်လို့ရတယ် A နဲ့မြ AA လေးအဲ့တော့ ਨੇ ဘက်တစ်ဆိုရင်တော့တချို့နေရာတွေရေခဲရှားတယ်เนาะအဲ့လိုရှားလဲကိစ္စမရှိပါဘူးတောက်ရီဟိုကျွန်တော်တွေဖះတောက်တော်ရီနည်းနည်းအေးတာလေးကတ်ပေးလိုက်ရပါပြီဗျဒီဟာလေးကတ်ပြီးကတ်လို့ပူဆိုဆူတောင်းပေးပါနှစ်ပတ်ပဲလို့ပါဗျနှစ်ပတ်တွင်းမှာအိမ်ဘူးအိမ်ဆူတာတွေကျွန်တော်အေးချမ်းသွားပါလိမ့်မယ်ဗျတောက်ကပူရီအေးချမ်းအေးချမ်းသွားပါလိမ့်မယ် ကဲမိတ်ဆွေများလည်းအဆင်မပြေတာလေးမေးခဲ့လို့ရပါတယ်เนาะခုလိုပဲပြန်လည်းဖြေချပေးပါတယ်ဗျာကျေးဇူးနာစီမင်းနဲ့မိတ်ဆွေအားလုံးသူပဲကျေးဇူးတင်ပါတယ်နှစ်ပတ်ပြည့်လို့ရှိရင်တော့အဲ့လက်ဖက်ချောက်လေးကိုရေနဲ့မျောလို့ရပါပြီအဲ့တော့ရေရေနဲ့ညတော့ပုံမှန်ပုံမှန်ပဲဆွန့်ပေးလို့ရရင်เนาะပုံမှန်ဆွန့်ပေးလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အားလုံးသိရှိသွားပြီထင်ပါတယ်မရှင်းတာမသိတာများလည်းမေးခဲ့လို့ရပါတယ်ဗျခုနသားသမီးအားလုံးကျွန်တော်မိတ်ဆွေအားလုံးလည်းအပူတော်ကလေးကင်းဝင်ကြပါစေစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေတမိသားစုဒီအားလုံးပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ရှိကြပါစေဗျာ